မင်္ဂလာပါရှင်ခရစ်တရင်ဌာနမှာတရင်များကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမောကမန္တလေးလမ်းချဖော်တော်လမ်းဆောင်အနီးတိုက်ပွဲဖြစ်ထန်နေပြီးတော်လရင်အင်အားစုများတာစီရနေဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မော်ကောင်နဲ့မန္တလေးမြို့သားစီဖော်တော်လန်ဆောင်အနီးတဝိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတိုက်ပွဲတွေမှာတော်လရင်အင်အားစုတွေပမာအသာဆင်းရနေတယ်လို့မြေပြင်တရင်ချင်းမြေအချို့ထံမှသိရှိရပါတယ်။ စစ်ကောင်စီအနေနဲ့ပြီးခဲ့တဲ့လတွေအတွင်းမော်ကော့မြို့ကိုစစ်ကြောင်းထိုးချင်းချောင်းနိုင်မှုအတွက်မော်ကော့မန္တလေးလမ်းပေါ်မှာရှိတဲ့ဖော်တော်လန်ဆောင်ကုန်းအင်အားလုံးရင်းနဲ့ခြေတဲ့တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဖော်တော်လန်းဆောင်ကိုခြေတက်တိုက်ခိုက်ရမှာတပည့်ချင်းမျိုးနယ်ခုနှစ်မိုင်းဒေသအနီးရှိစစ်ကောင်စီရဲ့တပ်မတော်တပ်မြင့်လေးကြီးရဲ့တင်းတန်းကြောင့်တတကဆက်တုံးမှအခြေပြုပြီးနောက်အဲ့ဒီအင်အားတွေနဲ့တိုက်ခိုက်တာဖြစ်တယ်လို့သိရပါတယ် ဖော်တော်လန်ဆောင်ဟာတပိတ်ချင်းစင်ကူမျိုးတို့မှမောကုံမျိုးကိုလာရင်မဖြစ်မနေဖြတ်တန်းရတဲ့လန်ဆောင်ဖြစ်တဲ့အပြင်မောကုံမျိုးနဲ့လည်းမိုင်း90ပတ်ချာလေတာဝေးပြီးမန္တလေးစင်ကူမောကုံတပိတ်ချင်းထိချိုင်းတဲ့ပမော်မျိုးတို့ကိုသွားရန်အရေးကြီးအချက်ချာနေရဖြစ်တယ်လို့သိရပါတယ်အစိုးရဖော်တော်လန်ဆောင်ကိုပြီးခဲ့တဲ့အော်တိုဘာလဒုတိယပတ်အတွင်းမှာစစ်ကောင်စီဘက်ကတက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော်လရင်အင်အားစုတွေအနေနဲ့ဖော်တော်မှကြောက်ဖြာကြအထိစုခွာခဲ့ရတယ်လို့သိရပါတယ်။ အဲ့ဒီနောက်လက်လွတ်လိုက်ရတဲ့ဖော်တော်လန်းဆောင်ကိုတော်လရင်အင်အားစုတွေကပြန်လည်ထိုးစစ်ဆင်ခဲ့တာကြောင့်အခုအချိန်မှာဖော်တော်လန်းဆောင်အနီးကတာဝါတိုင်းခုံအပောင်းအခြားနေရာတွေကိုပါပြန်လည်ရရှိပြီးအသာစီရနေတယ်လို့ဖော်တော်ကိုတော်လရင်အဖွဲ့တွေပြန်ထိန်းထားနိုင်တယ်လို့အကြံပြုပြောလို့ရတယ်ခင်ဗျာလက်ရှိဖော်တော်ဘက်မှာအခုရက်ပိုင်းတော်လရင်အဖွဲ့တွေအခြေအနေကောင်းနေပါတယ်ခင်ဗျာလို့မြေပြင်စီးရေးသတင်းရှင်းပြတဲ့အူကပြောပါတယ် တဖက်မှာလည်းအော်တိုဘာလာအကုံမောင်စစ်ကောင်စီနဲ့တီအန်လန်လေးတို့တရုတ်ရဲ့ချောင်းဝင်ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်တီအန်လန်လေးအနေနဲ့မောကုံမုံမိတ်တို့မှပြန်လည်ဆက်ခွာမယ်လို့ကြေညာခဲ့ပါတယ် CNLL ရဲ့အဆိုပါကြေညာချက်တွေထွက်ရှိပြီးတဲ့နောက် MDYPDF အပါအဝင်ညွေဥတော်လည်းရင်အင်အားစုတွေကမိုးကုတ်မုံမေအပါဆုံမနေမြေတွေကိုအစွမ်းကုန်ကာကွယ်သွားမယ်လို့ကြေညာခဲ့ပြီးဒေသခံပြည်သူအချို့ကတော့စီးရဲအခြေအနေတင်းမာလာနိုင်တာမို့ကြိုတင်စစ်ပေးဆောင်တာတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်ဒီလိုတိုက်ပွဲအခြေအနေတွေကြောင့်မိုးကုတ်မြို့မှာစံပြင်းနေမြောက်ပိုင်းကြောင်းမဲနောက်ချိုဘက်ဆစ်ဆောင်သွားကြရတဲ့ပြည်သူအချို့ဟာလက်မှတ်ဓားတိုက်ခတ်ရတဲ့အဖြစ်အပျက်တွေရှိနေတယ်လို့ဆိုပါတယ် ဖိုရက်ကမိုးကုတ်ကနေကြောင်မဲကိုစေပင်းဆောင်နေခီးသွားပြည်သူက9ဆေးသမျှတိုက်ခံရတာပါအမျိုးသမီးတွေဆိုရင်နိုင်အင်ကြီးတွေရဲ့အထင်နိုင်စားလားလို့ပြန်သိရတယ်ဗျအဲ့ဒီလန်ကစစ်တပ်စုံမှုတွေနေလို့ပြောတယ်တခိုးတမျပေါ်တယ်လို့မိုးကုတ်ထေတကန်တူကပြောပါတယ်လက်ရှိမှာတော့မုကုမျိုးပတ်စာလေးကိုကာကွယ်ဖို့အတွက်အညာမြေမှာတော်လရင်အင်အားစုအချို့လည်းရရှိနေပြီးဒေသခံပြည်သူအချို့တင်းဆောင်နာတွေရှိတယ်လို့တချို့ကလည်းတိုက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေတာတွေရှိတယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီး KIO KIA နဲ့အကြမ်းမတ်စစ်တပ်အကြားအပြစ်ရရင်ဆွေးနွေးရစီနေသည့်ဆိုသည့်တဲ့င်းများကိုဗိုလ်မှူးကြီးနော်ဝင်းကြီးဆိုဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မှာမြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိသည့် KIA KIO နဲ့အကြမ်းမတ်စစ်တပ်အကြားအပြစ်ရရင်ဆွေးနွေးရစီနေသည့်ဆိုသည့်တဲ့င်းများကို KIO KIA ပြည်ရေးဆွေးနွေးရှိသူဗိုလ်မှူးကြီးနော်ဘူးကညင်ဆိုလိုက်ပါတယ်။ ဂျမန်နဲ့ KIO KIA ပြည်ရေးစုံဖွဲ့ရှင်သူဘုံမူကြီးနော်ဘူးကတင်းတန်းဆက်တွေမင်းမြန်စင်ဘုံမူကြီးနော်ဘူးကရင်းခဲ့သူဖြစ်ဆိုခြင်းဖြစ်ပါတယ်။အကြမ်းမတ်စစ်တပ်လော်ဘီများနဲ့စစ်တပ်အသံဝိုင်းကအော်တိုဘားလာနောက်ပိုင်းမှာစတင်၍ KIO KIA နဲ့အကြမ်းမတ်စစ်တပ်တို့အကြားအပြစ်ရရင်တရုတ်ဥက္ကမကထာပြုမှုဖြင့်တွေ့ဆုံဆွေးနွေးရန်လှုံ့ဆော်နေပြီဖြစ်ကြောင်းနေရာကိုရွေးချယ်နေပြီဖြစ်ကြောင်းအစရှိသည့်သတင်းများကို Telegram Channel များလူမှုကွန်ရက်များမှသတင်းအလုံးအင်းရင်ဖြင့်တစ်ချိန်နဲ့တစ်ပြိုင်နက်အကြီးအကျယ်ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်ပါတယ်။ အဆိုပါသတင်းများနဲ့ပတ်သက်၍ကျွန်တော်တို့သတင်းဌာနကဘုံမူကြီးနော်ဘူးကိုမေးမြန်းရန်၎င်းကကျွန်တော်တို့အနေနဲ့အထွေအထူးပြောစရာမရှိပါဘူးကျွန်တော်တို့ဗဟိုကော်မတီကလည်းဆွေးနွေးပွဲဆိုတာနဲ့ပတ်သက်လို့ညွှန်ကြားလာတာမရှိပါဘူး တွဲဆောင်ဆွေးနွေးဖို့လုပ်နေတယ်လို့ကျွန်တော်လက်ကြလက်မချမိပါဘူးလို့ပြန်လည်ဖြေဆိုပါတယ်။လက်ရှိမှာ KIA နဲ့စစ်တပ်အကြားဗမာမျိုးနဲ့ဖာကန်မျိုးနဲ့အပါအဝင် ကချင်ပြည်နယ်အတွင်းမျိုးနယ်များမှာတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးအထူးသဖြင့်ဗမာတိုက်ပွဲမှာလည်းနေ့စဉ်ဖြစ်ပွားလျက်ရှိနေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်များထံမှသိရပါတယ်ရှင်။ဆက်လက်ပြီး KNU တပ်မဟာအသင်းတထုံခရိုင်ဩဂါနာဘဒုဆော့ဆိုမြင့်အပါအဝင်22ဦးကိုအကြမ်းမတ်စစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်သည်ဟုဆိုကြောင်း တထောင်မြွနဲ့တင်စင်ရဲစခန်းမှာရွေးကောက်ပွဲဥပဒေပုံမှား23ခါဖြင့်အမှုဖွင့်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်မျိုးသားစီယုံ KNU တက်မဟာသိတထုံခရိုင်ဥက္ကရာဘလူစောစောမြင့်အပါအဝင်22ဦးကအတမတ်စတက်ကရွေးကောက်ပွဲနောက်ဆက်တည်ဟုဆိုကတထုံမျိုးနယ်တင်စေရဲစခန်းမှာရွေးကောက်ပွဲဥပဒေပုံမှား23ခါဖြင့်အမှုဖွင့်ထားကြောင်းအတမတ်စတက်ကတရင်ထုတ်ပြန်ပါတယ် နိုဝင်ဘာလ9ရက်နေ့မှာ KNU ကရင်အမျိုးသားအစည်းအရုံးဒုသက်သူခရိုင်ကဒီဇင်ဘာလအတွင်းကျမပြုလုပ်မည်ရွေးကောက်ပွဲကိုတိုက်ဖြတ်သွားရန်ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် KNU ကရင်အမျိုးသားအစည်းအရုံးဒုသက်သူခရိုင်ဥက္ကဋ္ဌဘရူစောစောမြင့်အပါအဝင်22ဦးကိုတထုံမြို့နယ်တင်စိရဲစခန်းပါ154မြင်းဆောင်2025ရွေးကောက်ပွဲများကိုနှောက်ဆက်ဟန်တာဖြစ်စေခြင်းမှကာကွယ်ပေးရဥပဒေပုံမှန်23ခါဖြင့်အမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါသည် စတက်ကအမှုဖွင့်ထားတဲ့ရွေးကောက်ပွဲကကွယ်ရေးဥပဒေပုံမှ23ခန်းမှ2025ခုနှစ်ပါတီစံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြပြစင်ရန်ရည်ရွယ်၍ဟောပြောခြင်းပြောဆိုခြင်းစီယုံလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားခြင်းရုပ်ပုံပိုစတာများချေဆွဲခြင်းတို့ကိုတားမြစ်ခြင်းဖြစ်ပြီးရင်းသားမြစ်ချက်ကိုလူစုလူဝေးဖြင့်ဖောက်ဖျက်ပါကထောင်နဲ့အနည်းဆုံး9နှစ်မှအများဆုံးထောင်နဲ့10နှစ်အထိချမှတ်နိုင်သောပုံမှန်များလည်းဖြစ်ပါသည် စနေမာလာ2024ရဲ့နေ့ကလည်းအကြမ်းမတ်စစ်တပ်က KNU ဥက္ကဋ္ဌဘရူဆော့ဖ်ဝဲထူဝင်အပါဝင် အဖွဲ့ဝင်73ဦး AA တပ်ဖွဲ့ချင်းမြေအစိုးရဖွဲ့ဝင်18ဦးတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ဆက်ဟန်တာမှုဥပဒေဖြင့်အမှုဖွင့်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါသည်။ KNU ဥက္ကဋ္ဌဘရူဆော့ဖ်ဝဲထူဝင်ဘိုးအလုံးမှုဆောင်များအပါအဝင်73ဦးကိုအခေါလစနေရနေ့ရွေးကောက်ပွဲပြပြစီရန်ဟောပြောခြင်းပြောဆိုခြင်းများကြောင်းလှိုင်းဖွဲ့မျိုးမှရဲစခန်းမှာအမှုဖွင့်ထားကြောင်းသိရပါသည်။ စစ်တပ်ကအမှုဖွင့်သူများမှ KNU ဥက္ကရာဘဒုစော့ကွဲထွင်းဘဒုစော့ကန်စေဘဒုတာတို့မူဘဒုစော့တော်တီပွင်ဘဒုစော့လာထုံဘူကျော်ကြီးစောစော်နီစောတာမလာတော့ဘဒုစော့လော်အေမူဘဒုစော့ကလူစေဘဒုနော်တာနာနေဘဒုစော့တော်နီ စောစာပလဲဒီဝမ်နုအပါအဝင် စုစုပေါင်း73ဦးဖြစ်ကြောင်းသတင်းထုတ်ပြန်ပါတယ်။အလားတူအော်တိုဘားလ31ရက်နေ့မှာမကွေးတိုင်းဒေသကြီးဆက်လင်းမြို့နယ်ပေါင်နာရက်ကွက်နေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်တအူးဦးသက်ဝေထွန်းသည်ဆက်လင်းမြို့မှာဆင်ပြွတ်ကျွန်းတို့ဆိုင်ခဲဖြစ်သွားစဉ် ဆောက်လေဦးလန်းဆောင်အယောက်မှာ PDF များကဖန်ဆီးခေါ်ဆောင်သွားခဲ့တာကြောင့်အဆိုပါ PDF များကိုနိုဝင်ဘာလ3ရက်နေ့မှာစင်ပြူကျွန်းနယ်မြေရက်စကန်ပ73မြန်ဆောင်2025ရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြည့်ဆည်းခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှာ24ခါဖြင့်အမှုဖွင့်ထားကြောင်းသိရှိရပါသည်စတက်ကအရေးယူအမှုဖွင့်ထားသည့်ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှာ24ခါမှာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တအူးကိုတာဝန်မထမ်းဆောင်နိုင်ရန်ဟန်နာခြင်းဖြစ်ပြီး ရင်းပုံမှန်အရကျွလွန်သူများကိုထောင်နဲ့အနည်းဆုံး၅နှစ်မှအများဆုံးထောင်နဲ့၁၀နှစ်အထိချမှတ်နိုင်တဲ့ပုံမှန်လေးဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတပည့်ရင်းနယ်ကိုစေအိုစုလေးချောင်းကဘုံနဲ့ချိန်ကျဲတာကြောင့်အယတဆယ်ဦးကျော်တန်ရာရဆွတ်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။သခိုင်းနဲ့ရွှေဘူခရိုင်တပည့်ရင်းမြို့နယ်အနောက်ဆန်းကကျေးရွာတွေကိုနိုဝင်ဘာလ10ရက်နေ့နေ့လယ်3နာရီခွဲဝန်းကျင်နဲ့ညနေ6နာရီဝန်းကျင်တို့မှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အယက်သား10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ပြင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ။တပည့်ရင်းနဲ့အနောက်ချမ်းကဆက်ပြချင်းရွာအပါဝင် အနီးဝင်းချင်းကချင်းရွာတွေကိုဆေဩစုကနေ့လယ်၃နာရီခွဲလောက်ကနေညနေ၄နာရီအထိဂျက်ဖိုက်တာ၃စီးနဲ့လင်းချင်းပစ်ခတ်ခဲ့ပြီးညနေ၆နာရီဝင်းချင်းမှာတော့ပေါင်900ပုံးနည်းတွေထပ်မံကျဲကျခဲ့တာဖြစ်ပါတယ်။ဆိုးဆူလေကြောင်ကနေပြစ်ခတ်ခဲ့သည့်ပေါင်900ပုံးနည်းတွေဟာကျင်းရွာတွေအတွင်ကြာရပောက်ခွဲခဲ့တာကြောင့်လူထိခိုက်တဲ့ဆုံးမှုတွေရှိနေတယ်လို့နေအိမ်မိလောင်ပျက်စီးတာတွေပါရှိနေတယ်လို့မြေပြင်သတင်းရှင်းပြကဆိုပါတယ် ကျောင်းတော်လေးမြောက်ရွာပုံထံဆက်ပြခြင်းအဲ့ဒီရွာတွေကိုကျဲသွားတာအိမ်တွေပါမိလောင်နေတာတည်ဆုံနာကတော့မရှိဘူးအထီးအခိုက်ကတော့ဆယ်ဦးကျော်လောက်ရှိတယ်။ဒဏ်ရာပြင်းထန်တာကတော့၄ဦးလောက်ရှိတယ်။အခုထိအသေးစိတ်စရင်မသိရသေးပါဘူး။လက်ရှိမှာလေကြောင်းတက်ခိုက်ခံရတဲ့နေရာကနေတင်ဆုံထိခိုက်ဒဏ်ရာရရှိသူတွေကိုအရေးပေါ်ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ပေးနေပြီးအရေးပေါ်ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ပေးနေပြီးဒဏ်ရာပြစ်ထန်သူတွေကိုစေကူတာဖို့ရွှေ့ပြောင်းနေတယ်လို့ပြောပါတယ် စိုးစုပုံကျပြစ်ခတ်မှုကြောင့်ထိခိုက်တိုက်ဆုံသူတွေရှိပေမယ့်အရေးအတွက်အသေးစိတ်ကိုမသိရသေးဘူးလို့တပည့်ရင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောကြားပါတယ်ရွာရဲပြစ်တာဆိုတော့ထိခိုက်မှုတော့ရှိပါတယ်ဟုတ်ပါတယ်တိုက်ပွဲမရှိပဲပြစ်သွားတာပါလူထိခိုက်မှုအကြီးအအတွက်ကိုတော့လက်တလောအတိမပြုတ်နိုင်နေပါဘူးမြေပြင်မှာအဖွဲ့စည်းတဲ့အားလုံးကစူးစမ်းနေကြဆဲပါဗျာ ဆောဆောကတပည့်ရင်းနေတဲ့ကိုရွာစေပတ်မွေးစကြထုံနေပြီးလူတက်လူရက်သားလေးချောင်းကနေတိုက်ပွဲမရှိတဲ့ကျေးရွာတွေနဲ့စာနေချောင်းတွေကိုပုံကျက်တက်ဖြတ်တာတွေမကြခဏလုံဆောင်နေတာကြောင့်ဒေသခံတွေဆုံးထိခိုက်ဒဏ်ရာကြတာတွေဖြစ်ပေါ်နေတယ်လို့မြေပြင်စီးရဲတရင်စစ်မြစ်ကပြောဆိုထားပါတယ်ဒါအပြင်မေလာစနေရနေ့ကလည်းတပည့်ရင်းမျိုးနဲ့ဥတည်တွင်ရာစာတင်ကြောင်းကိုလေချောင်းကနေပုံကျဲခဲ့တာကြောင့်ចောင်းနာចောင်းလူ24ဦးတေဆုံးက73ဦးကိုလည်းအင်ကချုံရင်ခဲ့ပါတယ်ရှင်။